ဒေါ်ဆန်းစုကြည်ကိုနေပြီးတော့အချုပ်ထောင်နဲ့ဆလေးပိုင်ကွာမှာရှိတဲ့စစ်စင်ရဲ့အထူးအဖွဲ့ရုံးဆိုင်ရာတနေရာမှာချုပ်နှောက်ထားတယ်လို့မြမအကျဉ်းထောင်တက်တယ်မြမ Prison Witness လို့နာမည်ပေးထားတဲ့ထိုင်းနိုင်ငံအခြေစိုက် NGO အဖွဲ့အစည်းတစ်ခုရဲ့ဒုပြန်ကြားရေးတာဝန်ခံမတ်စုငယ်ကပြောပါရယ်2024ခုနှစ် AB လလယ်ရာသီဥတုပူပြင်းချိန်မှာနေပြီးတော့အချုပ်ထောင်ကနေတိတ်ဆိတ်ခေါ်ဆောင်လာပြီးတော့ဗိုလ်ချုပ်မင်းအောင်လှိုင်ရုံထိုင်ရာနေရာနဲ့တိတ်မကွာဝေးလာတဲ့ အမှတ်6ဆစ်စရေးအထူးဖွဲ့ရုံးဆိုင်ရာအဲ့ဒီနေရာမှာလုံခြုံရေးအထူးတင်းတင်းကြပ်ကြပ်ဆောင်းလျှောက်ပြီးတော့ချုပ်နှောင်ထားတယ်လို့ဆိုရတယ်။ဒေါအောင်ဆန်းစုကြည်ကိုချုပ်နှောင်ထားတဲ့နေရာကိုဒုဗိုလ်ချုပ်ကြီးအဆင့်ရှိသူတယောက်ကတာဝန်ယူဦးစီးနေတယ်လို့လည်းဆိုရတယ်။ဖန်စီချုပ်နှောင်ထားတဲ့နေရာနဲ့ပတ်သက်ပြီးတော့ဘလောက်ခိုင်ခိုင်မာမာသိရှိထားတယ်လို့မေးရမှာတော့သူတို့အဖွဲ့အစည်းအနေနဲ့ယုံကြည်စိတ်ချရတဲ့တည်င်းရင်းမြစ်စီကနေအတည်ပြုချက်ရထားတယ်လို့ဆိုရတယ်။ မိဖွဲ့အဖွဲ့အစည်းတွေနဲ့လည်းပူးပေါင်းဆောင်ရွက်နေတယ်လို့ဆိုပေမဲ့လုံခြုံရေးအခြေအနေကြောင့်အဲ့ဒီအဖွဲ့အစည်းတွေရဲ့နာမည်ကိုတော့မဖော်ပြနိုင်သေးဘူးလို့မဆုငယ်ကဆိုပါတယ်။ဒေါံဆတ်စုကြည်ဟာတကြီးပိုင်းပုံကိုယ်တွေခံစားရလိမ့်ရှိတဲ့အကြမ်းမာရေးပြဿနာတွေကိုခံစားနေရတယ်လို့လည်းဆိုပါတယ်။ဒေါံဆန်းစုကြည်ကိုမိဘဆွေမျိုးမိတ်ဆွေတဦးတယောက်နဲ့မှတွေ့ဆုံခွင့်မပေးတယ်လို့ထောင်ဝင်စားပစ္စည်းပို့ဆောင်ခွင့်လည်းမပေးပါဘူး။ဒါအပြင်မှာ ဖန်စီချုံနောက်ထားတဲ့နေရာနဲ့ကျမရဲ့အခြေအနေတွေကိုပါပြည်သူလူထုတရားလုံးသိရှိခွင့်မပေးဘဲနဲ့စစ်ကောင်စီကသတင်းအမှောင်ချထားတာဖြစ်ပါတယ်။ပြီးခဲ့တဲ့မတ်လ28ရက်ငလျင်လှုပ်ခတ်ချိန်မှာဒေါ်ဆန်းစုကြည်ရဲ့လက်ထံရခဲ့တယ်လို့အော်စကာဆူရမင်းသမီးမီရှဲယိုတို့ပါဝင်ထူထောင်ထားတဲ့ဆူဖောင်ဒေးရှင်းကမကြခင်တော့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။တိုင်းပြည်ရဲ့အကြီးဆုံးယာဒူးနေရာတွေကိုရယူထားတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့နိုင်ငံတော်သမ္မတတို့ကိုလူထုရှေ့မှောက်မှာ ပွမွန်လင်းလင်းတရားစီရင်မှုမလုပ်ဘဲနဲ့စစ်ကောင်စီကဖမ်းဆီးချုပ်နှောင်ထားတာဖြစ်ပါတယ်။ကချင်ပြည်နယ်ဖားကံမြို့လုံခင်ကျေးရွာအုပ်စုအတွင်းမှာမေလ28ရက်နေ့ကစပြီးတော့စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ဖမ်းဆီးနှိပ်စက်တပ်ဖြတ်တာလက်နက်ကြီးထိမှန်တာတနက်ထိမှန်တာအပါဝင် ရန်ကုန်တောင်တွေကိုပြစ်မှတ်ထားဖောက်ခွဲတိုက်ခိုက်တာတွေကြောင့်တိတ်ဆုံးသူ28ယောက်ရှိခဲ့ပြီးတော့ဗတ်ကြောင်မှန်အတိမပြုတ်နိုင်ပဲတပ်ဖြတ်လို့တိတ်ဆုံးသွားတဲ့သူကလည်း12ယောက်ရှိပြီဖြစ်တယ်လို့ဖားကံအလုံးငယ်နေကံသတင်းတော့ တူက TM Media ကိုပြောပါတယ်ဒီကနေ့နေ့လယ်12နာရီလောက်လုံခင်းရွာရဲ့ရွာလယ်လမ်းတောင်မှာအမျိုးသားတယောက်ဟာအလားတူပဲတနက်နဲ့ပြစ်ခတ်တပ်ဖြတ်ခံခဲ့ရပါတယ်ဗတ်ကြောင်မှန်အတီမပြုတ်နိုင်မဲနဲ့အပြစ်ခတ်ခံရလို့တိတ်ဆုံးသွားတဲ့သူတွေတဲမှာ၁၀ယောက်ဟာမူးယစ်ဆေးဆွဲနေကြတဲ့သူတွေဖြစ်တယ်လို့လည်းဖော်ပြထားပါတယ် KNB ဒီမော့ဆိုအနောက်ချမ်းတစ်ခုလုံးစားပြတ်လည်နေပြီးတော့ ကယင်းနီပြည်နယ်တစ်ခုလုံးတိုက်တာအနေနဲ့ဂုံစင်းနှုတ်နေမြင့်တက်နေတယ်လို့လည်းဒေတာကန်တွေက TM Media ကိုပြောပါတယ်။ Iodine စာနှစ်ထုပ်ကို900ကျပ်နှုန်းပေးဝယ်နေရပြီးတော့ဒီကနေ့မနက်မှာတော့ဝယ်လို့မရတော့ဘူးလို့ပြောပါတယ်။စာအပြင်မှာဓာတ်ဆီဈေးအိမ်သုံးစားဆီဈေးတွေပါဈေးတက်နေပါတယ်။ Iodine စာအထုပ်သေးကနှစ်ထုပ်ကို900ဓာတ်ဆီက1လီတာကို8000စီကဘူးသေး50ကျပ်သားတစ်ပူးကိုအရင်နှုန်းက8000အခု1000ဖြစ်နေပြီလို့ဒီမော့ဆိုအနောက်ဖက်ကျန်ဒေတာကန်တယောက်က TM Media ကိုပြောပါတယ်ဒီမော့ဆိုကိုကွန်ပျူစီတွေတင်ပို့တဲ့အခါမှာလမ်းချောင်း၄ခုကိုအဓိကထားသုံးဆွဲနေကြပြီးတော့အခုချိန်မှာတော့တိုက်ပွဲတွေဖြစ်နေတာကြောင့်လမ်းပိတ်ထားတယ်လို့ဆိုပါတယ်အဲ့ဒီလမ်းချောင်းတွေကတော့တောင်ကိုလမ်းချောင်းလိတ်တိုလမ်းချောင်းအောက်ဖက်ကျော်ရင်းနီကျော်လမ်းချောင်းတွေဖြစ်ကြပါတယ်ရိုက်ကောလမ်းချောင်းဖွင့်မဖွင့်တော့မသိသေးဘူးလို့ဆိုပါတယ်အဲ့ဒါလိုလမ်းချောင်းတွေပိတ်နေလို့စားပြက်လက်နေတာလို့အမျိုးသမီးတူကဆိုပါတယ် အခုလိုစားပြက်လက်တာဟာဒီမိုဆိုအနောက်ချမ်းကကြေးရွာတွေအပြင်မှာစစ်ဆောင်စခန်းတွေကိုပါစားမပေးနိုင်တော့ဘူးလို့ clean yangon အဖွဲ့ကဆိုပါတယ်ဒါအပြင်ပင်လယ်ဘူးမြို့မှာလည်းအိမ်သုံးစားဝယ်ယူရခက်ခဲနေပြီးတော့25ဘိတ်သားတိတ်ကို9000ခွဲကနေပြီးတော့6000အထိပေးနေရပါတယ်လက်ရှိဝယ်ယူသုံးဆွဲနေကြတဲ့စားတွေဟာနွေရာသီတုန်းကတိုးလောင်ထားကြတဲ့စားတွေဖြစ်ပြီးတော့လက်ကျန်ပစ္စည်းပြက်လက်နေပြီလို့လည်းဆိုပါတယ်ပင်လယ်ဘူးဒေသကနေဟာစားတော့ကုန်အများစုကို ကောလင်းမျိုးကတဆင့်ဝယ်ယူကြရတာဖြစ်ပြီးတော့ကောလင်းကလည်းမန္တလေးမုံရွာဘက်ကနေတဆင့်ဝယ်ယူကြတာပါကောလင်းမျိုးလက်ပတ်မှုပျက်စီးသွားတဲ့နောက်ပိုင်းမှာကောလင်းနဲ့မိုင်း90ရောက်ဝေးတဲ့ပင်လယ်ဘူးမှာလည်းကုန်စည်တွေတည်ရဲ့ရိတ်တက်လာပါတယ်လက်ရှိမှာပင်လယ်ဘူးအတွက်ကုန်စည်တွေကိုမန္တလေးမျိုးအထိတက်ဝယ်နေကြပြီးတော့တချို့ပစ္စည်းတွေဆိုလို့ရှိရင်ပစ္စည်းဘုတ်ထက်တယူကကဈေးပိုကြီးမြင့်နေတယ်လို့ဆိုပါတယ် စားဟာကျမရေးအတွက်မရှိမဖြစ်ပစ္စည်းဖြစ်ပြီးတော့စားတဲ့ရော့နေလို့ရှိရင်ကျမရေးဆိုးကျိုးတွေအကြီးအကျယ်ဖြစ်ပေါ်နိုင်ပါတယ်။တဝက်ခရိုင်လောင်းလုံမြို့နယ်ကညုံကျွန်းကျေးရွာကအသက်80အရွယ်ရှိအမျိုးသမီးတဦးကိုစစ်ကောင်စီတပ်သားတယောက်ကနှစ်ရက်စလိုက်မရင်ကျင်ခဲ့တယ်လို့ကာယကံရှင်နဲ့ကိုယ်တိုင်တွေ့ဆုံမေးမြန်းထားတဲ့တဝက်ခရိုင် Rosie Women's Union ကဇွန်လ26ရက်နေ့ကထုတ်ပြန်ထားပါတယ်။အသက်80အရွယ်အမျိုးသမီးဟာသူ့ရဲ့ယောက်ျားရှင်မှာပဲ နှစ်ရက်စတိုက်၅ချိန်တိုင်တိုင်မရင်းကျင့်ခံခဲ့ရတာဖြစ်ပါတယ်အသက်80ဝန်းကျင်ရှိတဲ့သူ့ယောက်ျားကိုတနက်နဲ့ချိန်ပြီးတော့တက်ဖြတ်ဖို့ကြံရွယ်တဲ့အတွက်ကြောင့်မတက်ဖို့တောင်းပန်ခဲ့ရတယ်လို့လည်းဆိုပါတယ်မရင်းကျင့်တဲ့စစ်ကောင်စီတပ်သားရဲ့နာမည်ကဖိုးချေဖြစ်ပြီးတော့အသက်40ကျော်အရွယ်ရှိတယ်လို့ဆိုပါတယ်စစ်ကြောင်းဝင်လာချိန်ရွာလုံးကျွတ်ထွက်ပြေးကြပေမဲ့အကျူးလွန်ခံရတဲ့အမျိုးသမီးနဲ့သူ့ရဲ့အမျိုးသားဟာကျမရေးမကောင်းတာအသက်အရွယ်ကြီးရတာတွေကြောင့်ရွာတွေကသူတို့အိမ်မှာပဲကြံရည်နေခဲ့ကြတာဖြစ်ပါတယ် တနွင်္သာရီတိုင်းတဝဲခဲလောင်းလုံမြို့နယ်မှာစစ်ကောင်စီတပ်ကဇွန်လ14ရက်နေ့ကနေပြီးတော့24ရက်နေ့အထိတက်ဆွဲခဲ့ပြီးတော့ဒေသခံရွာသား၃ယောက်ကိုတပ်ဖြတ်ခဲ့တယ်လို့ Democracy Movement Strike Committee တဝဲကထုတ်ပြန်ပါတယ်။ဇွန်လ14ရက်နေ့တော့ကလောင်းလုံမြို့နယ်ကညုံကျွန်းရွာကအသက်58နှစ်အရွယ်ဥက္ကမောင်ဝင်းဆိုတဲ့သူကိုပြစ်တက်ပြီးတော့အလောင်းကို28နှစ်နှစ်မှာလေကွက်ထဲမှာတွေ့ခဲ့ရပါတယ်။ကညုံကျွန်းကျွရကနေတဆင်လောင်းလုံမြို့ကိုထွက်ခွာသွားတဲ့အဲ့ဒီစစ်ကြောဟာ ဇွန်လ26ရက်နေ့လောက်မှာလဲလောင်းလုံမျိုးနဲ့ကက်ရက်ရှိတဲ့တပြားရွာကရွာကန်အသက်55နှစ်ရွယ်ဥလာဝင်းဆိုတဲ့လူတစ်ယောက်ကိုတပ်ဖြတ်ခဲ့ပါတယ်ဥလာဝင်းကိုဥယျင်ခြံထဲမှာလှုပ်လှုပ်နေခြင်းဖမ်းဆီးပြီးတော့လဲလှီးတပ်ဖြတ်ခဲ့တာပါအလောင်းကိုတော့ဇွန်လ28ရက်နေ့ကတွေ့ရှိခဲ့ရပါတယ်ဇွန်လ24ရက်နေ့လောက်တုန်းကလဲကညုံကျွန်းရွာကနေတက်ပြန်ဆုတ်လာခြင်းဖမ်းဆီးခေါ်ဆောင်လာတဲ့အသက်46နှစ်အရွယ်ရှိကညုံကျွန်းရွာသားဥမျိုးမော်အောင်ကိုလဲလှီးတပ်ဖြတ်ခဲ့ပါတယ် ပလောမြို့နယ်ကြောက်ကာကြီးရွာကပူစော်တိစကန်ကိုတက်ခိုက်ခဲ့တဲ့အတွက်ကြောင့်တပ်သား၃ယောက်သေဆုံးပြီးတော့လက်နက်ခဲယမ်းတချို့သိရှိရမိခဲ့တယ်လို့ဗိတ်ခိုင်အမှတ်၁တပ်ရင်းကထုတ်ပြန်ထားပါတယ်မနေ့ကဇွန်လ28ရက်နေ့မနေ့9နာရီခွဲအချိန်မှာဝင်ရောက်စီးနှင်းတက်ခိုက်ခဲ့တာဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်မတော်ဗိတ်ခိုင်အမှတ်၁တပ်ရင်းနဲ့ KNDO တပ်ရင်းခုနှစ်မဟာမိတ်တပ်ပေါင်းစုကပူးပေါင်းတက်ခိုက်ခဲ့တာဖြစ်ပါတယ်တက်ခိုက်မှုအတွင်မှာစစ်ကောင်စီတပ်သား၃ယောက်ရဲ့အလောင်းရရှိခဲ့ပြီးတော့ M60A1 rifle ၄ရက် AK47 rifle တစ်လက်လက်ပစ်ပုံနှစ်လုံးအပြင်မှာခရမ်းတချို့နဲ့စစ်သုံးဆောင်ပစ္စည်းတွေသိမ်းဆီးရမိခဲ့တယ်လို့လည်းဆိုပါတယ်ဒီကနေ့ဇွန်လ28ရက်နေ့မှာငလျင်ဖြစ်ပွားတာ3လပြည့်ခဲ့ပါပြီအဲ့ဒါလို့ငလျင်ပြည့်တာ3လကြာတဲ့အချိန်အထိနိုင်ငံတကာအကူအညီတွေပြည်တွင်းကနေပြီးတော့ငလျင်တန်တဲ့နေရာတွေစီအထိတွားရောက် ကူညီခွင့်ရဖို့အတွက်တက်ဆိုင်ရာအာဏာပိုင်တွေထံမှအပြည်ပြည်ဆိုင်ရာချက်ချင်းတွေအသင်း ICRC ကတောင်းဆိုနေရတော့မယ်ဖြစ်ပါတယ်စစ်ကောင်စီကရောတော်လှန်ရေးအဖွဲ့တွေကပါအပြည့်ရဲ့တက်တန်းတိုးထားတယ်လို့ဆိုပေမဲ့တကယ်တမ်းကျတော့ငလျင်တန်သစ်ဒေတာတွေရဲ့အပါဝင်နေရာတော်တော်များများမှာတိုက်ပွဲတွေနေ့စဉ်ရဆက်ဖြစ်နေတယ်လို့ ICRC ရဲ့မနေ့ကထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်တက်ဆိုင်ရာအဖွဲ့တွေအနေနဲ့နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကိုအပြည့်အဝလေးစားလိုက်နာပေးဖို့ ICRC ကတောင်းဆိုထားပါတယ်။ငလင်ပြည်သုံးလတာကာလအတွက်မှာစကိုင်းမန္တလေးနဲ့ရှမ်းပြည်နယ်ကငလင်တန်းသိပ်ပြည်သူတသိန်းကျော်ကိုကူညီထောက်ပံ့ပေးခဲ့တယ်လို့ ICRC ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဇွန်လ29ရက်နေ့နေ့လယ်ကဘကိုးတိုင်းဟောမြို့နယ်ကစစ်ကောင်စီရဲ့ညောင်ခါရှင်စစ်စေးကိတ်မှာတက္ကစီတစည်းကို X-ray ဆက်သုံးပြီးတော့စစ်စေးရမှာပစ္စတိုတနက်19လက်ဖမ်းမိသွားတယ်လို့ဘကိုးတိုင်းသတင်းရင်းမြစ်တွေစီကနေပြီးတော့သိရပါတယ် တက္ဆီကားမောင်းတဲ့အမျိုးသား2ဦးနဲ့အမျိုးသမီး2ဦးစုစုပေါင်း3ဦးကိုလက်နက်တွေနဲ့အတူစစ်ကောင်စီကဖမ်းဆီးလိုက်ပါတယ်။မော်လမြိုင်ဘက်ကနေရန်ကုန်ကိုမောင်းလာတဲ့အဲ့ဒီညောင်ခါရှင်စစ်စေးဂိတ်မှာစစ်ဆေးပြီးတော့ကြတော့ဖမ်းဆီးခံလိုက်ရတာပါ။ချင်းပြည်နယ်တီးတိမ်မြို့မော်လဖီရွာမှာချင်းဒေသကာကွယ်ရေးတပ်ပေါင်းစုနဲ့စစ်ကောင်စီတပ်တို့အကြတိုက်ပွဲပြင်းထန်ပြီးတော့နှစ်ဖက်တပ်ကတိုက်စုံးမှုတွေလည်းရှိတယ်လို့ဒေတာရွေးမီဒီယာတွေမှာဖော်ပြထားပါတယ်။ ဇွန်လ25ရက်နေ့မှာစတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ဒီကနေ့28ရက်နေ့အထိ၄ရက်ကြာတိုက်ပွဲဆက်လက်ပြင်းထန်နေတာဖြစ်ပါတယ်စစ်ကောင်စီတပ်ဖက်ကကလေးမျိုးကနေပြီးတော့အမြောက်နဲ့တောက်လျှောက်ပစ်ကူနေပြီးတော့တော်လိုင်းရဲရဲဘော်တွေဘက်ကနှစ်ယောက်ကြသွားခဲ့တယ်လို့လည်းဆိုပါတယ်စကိုင်းတိုင်းမင်းကွန်းဒေတာကငလင်တန်တဲ့ကြေးရွာတွေကိုစစ်ကောင်စီစစ်တပ်ကမိရှုဖျက်ဆီးတာတွေပြုလုပ်နေတယ်လို့ဒေတာရဲမီဒီယာတွေမှာ ဖော်ပြထားပါတယ်ဇွန်လ29ရက်နေ့မနက်ပိုင်းကစပြီးတော့မင်းခွန်ဒေတာမြောက်ချမ်းကကြေးရွာတွေကိုရုတ်တရက်ပြစ်ခတ်ပြီးတော့စစ်ကြောင်းထိုးဝင်ရောက်လာတာပါမနေ့ကညပိုင်းအထိနောက်ဆုံးရရှိထားတဲ့အချက်လက်တွေအရအင်ဂျင်200နီးပါးရှိတဲ့ကင်းကြေးရွာတစ်ခုလုံးမိလောင်ပြကြခဲ့ပြီးတော့ပြည်သူ9ယောက်ထက်မနည်းကိုစစ်ကောင်စီကပြစ်ဒတ်ခဲ့တာဖြစ်ပါတယ်လက်ရှိမှာကင်းချောင်းမကြီးအုံတစင်မြေတိုင်းဆက်တဲ့ကြေးရွာတွေအပါအဝင်ကြေးရွာပေါင်း10ရွာထက်မနည်းမှာနေထိုင်တဲ့ဒေသခံ 8000ကျော်ဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ဆိုပါတယ်။စကိုင်းတိုင်းမင်းကွန်းဒေတာဟာပြီးခဲ့တဲ့မတ်လ28ရက်နေ့ကငလျင်လှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ဒဏ်ကြောင့်နေအိမ်ပြိုကျပျက်စီးမှုတွေမြေကွဲအပ်မှုတွေရှိခဲ့ပေမဲ့စစ်ကောင်စီကအကူအညီကယ်ဆယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်ခွင့်မပေးတာကြောင့်ဒေတာကန်တွေဟာလက်ရှိအချိန်အထိအခက်အခဲတွေကြုံတွေ့နေရပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနမ်မတူမြို့မှာ ထိမ့်သိမ်းခံထားရတဲ့ ကြောင်မဲမျိုးက88ငင်းချရည်နဲ့ပွန်လင်းလူဖွဲ့စီတာဝန်ခံဒေါ်ကြီးဆွေနဲ့စကိုင်းနိုင်ငံပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖခေါင်းဆောင်6ယောက်ကိုတအောင်တက်တော် TNLA ကမနေ့ကဇွန်လ29ရက်နေ့မှာပြန်လွှတ်ပေးခဲ့ပါတယ်။သူတို့ဟာကားပေါ်မှာငွေကြေးသိမ်းရနဲ့ချီပြီးတော့တည်ဆောင်လာတဲ့အတွက်မတင်ကားလို့ဇွန်လ29ရက်နေ့မှာ TNLA ကဖမ်းဆီးခဲ့တာပါ။တအောင်တက်တော်ရဲ့မဟာမိတ်ဆက်ဆံရေးဌာနကိုတက်ဆိုင်ရာအဖွဲ့အစည်းတွေကဆက်သွယ်ပြီးတော့ ညှိနှိုင်းတဲ့အတွက်ကြောင့်ပြန်လွတ်ပေးတာဖြစ်ပြီးတော့ဖန်စီခံရချိန်မှာတက်ဆိုင်ရာပကဖားတွေရဲ့ထောက်ခံချက်တွေလည်းပါတယ်လို့ဆိုပါတယ်ထိမ့်သိမ်းထားတဲ့သူတွေကိုလွတ်ပေးတာနဲ့ပတ်သက်ပြီးတော့ TNL ဘက်ကနေပြီးတော့သတင်းထုတ်ပြန်တာမျိုးတော့မရှိသေးပါဘူးအီရန်ကိုဘုံထက်ကျဲဖို့အသေးချာကိုစဉ်းစားနေတယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဆိုပါတယ်တကယ်လို့အီရန်ဟာနျူကလ িয়ার တပ်ဆင်ရေးလုပ်ငန်းကိုစိုးရိမ်ပွဲအဆင့်တစ်ခုအထိရောက်အောင် လောက်ဆောင်လာမယ်ဆိုလို့ရှိရင်ဘာမှမေးမြန်းမနေပဲနဲ့တိုက်ခိုက်ပစ်မယ်လို့သမရထရန့်ကအင်ဗီရိုအတွင်းရှင်းလင်းပြောကြားချက်မှာထည့်သွင်းပြောဆိုခဲ့ပါတယ်။ကာတာမှာရှိတဲ့အမေရိကန်စစ်စခန်းကိုဘုံကျဲလိုက်နိုင်တာဟာအမေရိကန်ရဲ့မျက်နှာကိုဖျက်ရိုက်ချလိုက်နိုင်တာပဲလို့အီရန်ခေါင်းဆောင်အရာတော်လာအာလီခါမီနီကပြောဆိုတဲ့အပေါ်မှာထရန့်ကတင်းတင်းမာမာတုံ့ပြန်လိုက်တာဖြစ်ပါတယ်။အီရန်ဟာဘယ်တော့မှလက်နက်ချမှာမဟုတ်ဘူးလို့လည်းခါမီနီကဆိုပါတယ်။ထရန့်ကတော့ကမ္ပဏီဘယ်မှာပုံနေတယ်ဆိုတာကိုသူသိတယ်လို့ဆိုပါတယ်။ကမ္ဘာပေါ်မှာအကြီးမြတ်ဆုံးတဲ့ အင်အားအကြီးဆုံးအမေရိကန်စစ်တပ်ကြီးကသူ့ရဲ့အသက်ကိုအဆုံးစီရင်မသွားအောင်ထရန့်ကသူကတားမြစ်ကဲတင်ထားတာလို့ဆိုပါတယ်ကမ္ပဏီအနေနဲ့ရုပ်ပြက်စစ်ပြက်နဲ့အချက်တကွဲအကျိုးနဲ့တည်ဆောက်ရတာမျိုးမဖြစ်အောင်သူကကဲတင်ပေးထားတာလို့ဆိုပါတယ်အီရန်ဘက်ကလည်းအမေရိကန်နဲ့နျူကလ িয়ার ဆွနေပွဲလုပ်မလုပ်ဆိုတာဟာအမေရိကန်ရဲ့အပြောဆိုလေးတန်းတွေကိုအဆုံးသက်ရပ်တန့်မှ ဖြစ်နိုင်မယ်လို့ဆိုနေပါတယ် ထိုင်းနိုင်ငံမန်ကောက်မြို့ရဲ့အဓိကအချက်ချာကြတဲ့နေရာဖြစ်တဲ့အနုစာရီကြောက်တိုင်မှာဒီနေ့ဇွန်လ28ရက်နေ့မနေ့ကကစပြီးတော့ထိုင်းဝန်ကြီးချုပ်ဖေထုံတန်ကိုယာရုကနေနှုတ်ထွက်ပေးဖို့ဆန္ဒပြနေကြပါတယ်။အဲ့ဒီဆန္ဒပြပွဲကိုထိုင်းချုပ်ချာအာနာကာကွယ်ရေးအဖွဲ့လို့အမည်ခံထားတဲ့အဖွဲ့ကဥဆောင်ပြုလုပ်နေတာဖြစ်ပြီးတော့ထိုင်းနိုင်ငံအလံတွေကိုဝှေ့ယမ်းဆန္ဒပြနေကြပါတယ်။ထိုင်းဝန်ကြီးချုပ်နှုတ်ထွက်ပေးဖို့ညွန်မောင်းအစိုးရအဖွဲ့မှပါဝင်နေတဲ့နိုင်ငံရေးပါတီတွေနှုတ်ထွက်ပေးဖို့နဲ့အချုပ်ချာအာနာကို ကာကွယ်ဖို့တိုင်းသူပြည်သားတွေရဲ့စွားအားတွေကိုစူးစိကြဖို့စတဲ့ကြွေးကြော်တန်တွေကိုကြွေးကြော်နေကြပါတယ်။နောက်ဆုံးရသတင်းတွေကို TM Media ကတင်ပြပေးနေတာဖြစ်ပါတယ်ခင်ဗျာ။